ရဲ့ဆောင်ရွက်ချက်တွေကိုဟိုစောင့်ကြည့်မဲ့မီဒီယာသမားများအနေနဲ့ဒီလိုစက်သွေးမေးမြန်းနိုင်ဖို့ပေါ့နော်အဲဒီလိုစီစဉ်နေလဲအဲလုပ်ကံကြတာရှိပါတယ်ဆိုတာကိုလည်းပြောချင်ပါတယ်ဒုတိယကြိမ်ကျင်းပတဲ့မြန်မာ Adidas Forum ကတော့ရွေးကောက်ပွဲဆိုင်ရာဂတိကဝတ်တွေနဲ့အုပ်ချုပ်မှုပိုင်းဆိုင်ရာမီဒီယာအခန်းကဏ္ဍတွေကိုဆွေးနွေးခဲ့ကြတာပါ2015ရွေးကောက်ပွဲကပေးခဲ့တဲ့ဂတိကဝတ်တွေကိုအကောင့်ထည့်ဖော်ဖို့ရည်ရည်အစီအမံကိန်းကိုစတင်ခဲ့တယ်လို့ ရက်တရအတွင်အကောင့်ထဲပေါ်ခဲ့တာတွေကိုပြန်လည်သုံးသပ်ဖို့တရတရမြောက်တဲ့နေ့မှာဝန်ကြီးဌာနဆိုင်ရာပြောဆိုခွင့်ရှိသူတွေကိုမေးမြန်းနိုင်အောင်စီစဉ်ဆောင်ရွက်ထားတယ်လို့ပြန်ကြားရေးဝန်ကြီးဥဖေမြင့်ကဆိုပါတယ်။ဒေးမီဒီယာလွတ်လပ်မှုနဲ့ပတ်သက်လို့၄၅နှစ်အတွင်းမှာတိုးတက်လာခဲ့ပြီးမြဲပုံမတိုးတက်သွားအောင်ဆောင်ရွက်ရမယ့်အကြောင်းတွေကိုလည်းအခုလိုပြောပြခဲ့ပါတယ်။ကျွန်တော်တို့ ဒီဆော့ဆော့ပြောတဲ့အချိန်ကြီးတဲ့တုံးလေးအန်းနေမှာကျွန်တော်တို့အများကြီးတိုးတက်လာခဲ့ပါပြီ။အများကြီးခီးရောက်လာခဲ့ပါပြီ။တိုးတော်ဒီလည်းမကဘာလို့လိုပါသေးတယ်ဒါတော့အလုံးကြီးတဲ့အချိန်မှာအဲကျွန်တော်တို့လက်ကွင်းအပိုင်းမှာလည်းပဲကျွန်တော်တို့ရင်းရတဲ့ပုံပြီးတော့တက်လာခဲ့တဲ့ဆိုမလို့တော့ဘာစင်တန်းမှာတော့ကျွန်တော်တို့နောက်ပိုင်းနားမှာပဲရှိပါသေးတယ်။ဒါတိုးတက်ပို့တွေ့လိုအပ်တဲ့အချက်တွေကတော့ဒါသေးစိတ်ကိုပြောနေရှင်းပြမှာဆိုတော့ပြောတော့ပါဒါတွေလည်းဆောင်ရွက်ကြအောင်ရှိပါတယ်။ဒါကိုအဓိကပြင်တော့ကျွန်တော်တို့တွင် မီဒီယာလုံးလုံးတဲ့ပုံပုံတူးချင်းတွေအသိအဖွဲ့တွေကအဓိကအဥဆိုင်ရင်လို့ဥဆိုင်ရင်ပဲပေါ့နော်ဒီဥဆောင်လှုပ်ရှားပြီးတော့ဆောင်ရွက်ကြရဖို့ရှိတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့ဒီလိုဆောင်ရွက်နိုင်ကြပါစေလို့ကျွန်တော်အဲဆုတောင်းပါတယ်မြန်မာနိုင်ငံကသတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍတွေကိုအစိုးရအနေနဲ့အမှန်တကယ်အလေးပေးပြီးတော့အချိန်နဲ့တပြေးညီထုတ်ပြန်ပေးသွားမှာပါလို့ဆိုလာသူကနောက်ပန်းတင်စာမျိုးပါ ကျမတို့ဒီရွေးကောက်ပွဲမှာပါလာတဲ့ကျမတို့အစိုးရတည်းရဲ့ဒီရွေးကောက်ပွဲကြီးညာစာတန်းကိုအကောင့်ထဲပေါ်တဲ့နေရာတွေမှာလည်းပဲအကောင့်ထဲပေါ်မှုတွေတော်တော်များများကိုအချိန်နဲ့အချိန်နဲ့တပြေးညီကိုနေမအညာမအားကိုကျမတို့စီစဉ်ဆောင်ရွက်နေပါတယ်ကျမတို့လုံးဝဒီမပြီးပြတ်သေးတဲ့ခန္ဓာတွေကိုရှိနေသေးတဲ့အတွက်ကြောင့်မလို့တချို့ဟာတွေကိုမထုတ်ပြန်သေးတာဖြစ်ပါတယ်သတင်းမီဒီယာတွေကိုကျမတို့အနေနဲ့ကတကယ်ကိုအလေးပေးပြီးတော့အစိုးရက အဆင်သင့်ဖြစ်တာလေအချိန်နဲ့တူရင်းကြီးလုံးဝရက်မဆိုင်ပဲနဲ့ထုတ်ပြန်သွားမှာပါမြန်မာနိုင်ငံစာနယ်ဇင်းတက်မကကဥစ္စာတက်ထရီကတော့ဆိုရှယ်မီဒီယာတွေထုံးကားလာပြီးနိုင်ငံကြီးနဲ့ဘာသာရေးလှုံ့ဆော်မှုတွေကိုရေးသားဖော်ပြနေရတွေရှိတယ်လို့ဆက်သွယ်ဥပဒေပုံမှန်66ဂါကြီးကဒါတွေကိုမထိန်းချုပ်နိုင်ဘူးလို့ပြောဆိုခဲ့ပါတယ်ဆိုရှယ်မီဒီယာတွေကိုထိန်းချုပ်နိုင်တဲ့ဥပဒေတရပြဋ္ဌာန်းတဲ့လို့လည်းယူဆနေပါတယ် ဆိုရှယ်မီဒီယာမှာအစိုးရအနေနဲ့တကယ်ကိုထိန်းချုပ်နိုင်တဲ့ဥပဒေတရက်ကိုပြဋ္ဌာန်းဖို့လိုအပ်တယ်လို့ထင်ပါတယ်။လက်ရှိရှိနေတဲ့ဆက်သွယ်ပုံမှန်ဥပဒေ66ဟာဒီဆိုရှယ်မီဒီယာကိုထိန်းသိမ်းဖို့အတွက်လုံလောက်တဲ့ဥပဒေမဟုတ်ဘူးလို့ယူဆပါတယ်။58ရက်အသာရှိသေးတဲ့အစိုးရတဲ့လက်ထက်မှာအစိုးရရဲ့ရွေးကောက်ဘက်ဂရီကမတ်ဂရီကွစ်တွေကို monitoring လုပ်ဖို့နဲ့ကျွန်တော်တို့ editor တွေအချင်းချင်းတွဲဆုံပြီးတော့မှ freedom of expression အတွက်ပြည်စုံဆွေးနွေးမှုလိုမျိုးဆွေးနွေးပွဲတွေကကျွန်တော်တို့မီဒီယာလောကအတွက်အများကြီးလိုအပ်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲလေးဖြစ်မြောက်တဲ့အတွက်ကျွန်တော်အနေနဲ့ဝမ်းသာပါတယ်။